ဟာလေလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများဘဝတတ်တာထဲမှာအချင်းကျက်ထဲရောက်နေတဲ့သူတချို့လည်းရှိကောင်းရှိမယ်တိုးတော်ဖခင်ကဘလောက်အချင်းကျက်ထဲရောက်နေပါစေဖခင်စွဲထုတ်နိုင်တဲ့ဘုရားဖြစ်တယ်အချင်းကျက်ထဲကနေဖခင်မဆနိုင်တဲ့ဘုရားဖြစ်တယ်အာမင်ဘယ်သူတွေကကိုယ့်ကို pressure ပေးနေပါစေအဲ့ဒီလူတွေကိုဖခင်ဖယ်ထုတ်ပြီးကိုယ့်ကိုချီးမြှောက်ပိုင်တဲ့ဘုရားဖြစ်တယ်အာမင်ဒါကြောင့် pressure ပေးတဲ့လူကိုလည်းစိတ်ဆိုးစရာမလိုဘူး အခက်ခဲပေးကြုံတဲ့လူပေါ်မှာလည်းဘာမှသဘောထားစရာမလိုဘုရားရှင်တတ်နိုင်တယ်ဘုရားရှင်မဆနိုင်တယ်ဂျေစုပြုတ်နိုင်တယ်ဘုရားဖြစ်တယ်ဒါလေးကိုနှလုံးသွင်းနိုင်ဖို့နှုတ်ကပတ်တော်အပြည့်ဝင်ငါမှာဖြစ်တယ်ခဏဆုတောင်းရအောင်အဖကိုတော့ကိုဂျေစုတင်တယ်ကိုတော့ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ဂျေစုပြုတ်တဲ့ဘုရားဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့ဂျေစုပြုတ်ပါမိကြောင်းဆုတောင်းပါတယ်အိုဘုရားရှင်လက်တော်ရဲ့အနန္တနဲ့အဖဝိညာဉ်တော်ဘုရားမဆပါ ဖွင့်ပြအလင်းပေးပါ တခင်ယေရှုနာမ၌ဆက်ကပ်အနံပါれဘုရားအာမင်အာမင်ဒီနေ့ကျွန်တော်အနေနဲ့နှုတ်ကပတော်အဖြစ်ဘာဝေငှခြင်းလဲဆိုရင်ကဘာဦးကျမ်းအခန်းကြီး15ရောက်တဲ့အခါမှာဘုရားသခင်ကအာဗရန်ကိုစကားပြောတယ်အခန်းကြီး15အပိုင်ငယ်73ထာဝရဘုရားကလည်းသင်အမျိုးအနွယ်သည် သူတပားပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပားတို့၌ကြုံခံခြင်းနှိမ့်ဆက်ညင်းဆဲကြီးကိုအနှစ်400ပတ်လုံးခံရကြလိမ့်မည်ဟု အမှန်သိမှတ်လို့အာဗြံကိုဘုရားသခင်ကစကားပြောတယ်အာဗြံကအကြီးကျယ်အိတ်အဲ့မှာဘုရားကအဲ့ဒီအိတ်နေတဲ့အထဲမှာဖယားရှင်လာပြီးတော့မှအာဗြံကိုစကားပြောသွားတာထူထပ်တဲ့မောင်မိုက်နဲ့သူတွေ့အာဗြံကတွေ့ပြီးတော့လန့်သွားတာအေးမင်းအမျိုးတွေဟာသူများပိုင်နေပြီမှာဧည့်သည်သွားလို့ပြီးသွားရင်နှစ်ပေါက်လေးရကြုံခံရမယ်အဲ့ဒီမှာညှင်းဆဲခြင်းခံရမယ်အကြီးကျယ်ဒုက္ခရောက် ဒါပေမဲ့အနှစ်400ပြည့်ပြီးစဖတ်မယ်အပိုင်ငယ်14ထိုသူတို့ကိုစေခိုင်းသောလူမျိုးကိုလည်းငါစီးရင်မီထိုနောက်မှသူတို့သည်များစွာသောဥစ္စာနှင့်ထွက်ကြလိမ့်မည်ဟာလေလုယာမပူနဲ့အဲ့ဒီမင်းရဲ့လူမျိုးတွေများစွာသောစီးစင်ဥစ္စာနဲ့အဲ့ဒီကနေငါပြန်ကယ်ထုတ်မယ်ဖခင်ပြောထားတယ်အဲ့ဒီကနေနှစ်ပေါင်းများစွာကြာသွားရောယောသက်ခေရောက်လာတယ်ယောသက်အချိန်မှာအဲဂရုပြည်ကိုယောသက်ရောက်သွားတယ် ယောသက်ကဘယင်ဖြစ်လာတဲ့နောက်ပိုင်းမှာသူ့အမျိုးတွေအဖေတွေအစားတောက်ခေါင်းပါတော့သူ့အဖေတွေကိုသူကကိုညီနိုင်တော်သူဖြစ်သွားတယ်။အဲ့မှာဘယင်ဖြစ်ပြီးတော့အဲ့ယောသက်ရှိတဲ့အချိန်မှာဣသရေလလူ80အဲ့တိုင်းပြည်မှာလာနေတယ်ဧည့်သည်ဖြစ်နေရတယ်။ယောသက်သိပြီးတဲ့နောက်ပိုင်းမှာပေါ်လာတဲ့ဘယင်ကယောသက်အမျိုးတွေကိုအားလုံးကြုံအဖြစ်သတ်မှတ်လိုက်။အဲ့တော့အဲ့ဒီမှာသူကြုံခံရပြီ။တော့ဖယားရှင်ကအာဗြဟံအဖြစ်ပြောတဲ့စကားမှန်တယ်မလား။ နစ်အမျိုးတွေဟာတဲ့သူများပိုင်တဲ့ပြည်မှာဧည့်သည်ဖြစ်မယ်တကယ်ပဲဣတရေလလူ80လောက်ဟိုမှာဧည့်သည်သွားလို့ရတယ်ယောသက်အဲ့တိုင်းပြည်မှာဒုတိယဘုရင်ဖြစ်တဲ့အချိန်ပြီးတဲ့အခါမှာယောသက်လည်းမရှိတော့ဘူးအဲ့မှာယခင်ဘုရင်လည်းမရှိတော့တဲ့အခါမှာနောက်တက်လာတဲ့ဘုရင်ကအဲ့လူတွေအလုံးကိုကျုံဖြစ်တတ်မှတ်လိုက်ဆိုတော့အဲ့လိုကျုံခံနေတဲ့အချိန်မှာအနည်း400ပြည့်ဘုရားကယ်မယ်လို့ပြောတယ်ဒါပေမဲ့နှစ်ပေါင်း200ကျော်တဲ့အခါမှာအဲ့တိုင်းပြည်မှာဖာရောဘုရင်ကအမိတ်တစ်ခုထုတ်တယ် ဖာရောပြင်ပါအမိတ်ထုတ်လဲဆိုလို့ရှင်ဖမျောကြံအခန်းကြီး1အပိုင်ငယ်56ရှိပရနေပူဟာအမိရှိသောဟေဘဲဝန်ဆွဲမတို့ကိုအဲဂုရုဘရင်ကတင်တို့သည်ဟေဘဲမိမတို့ဟာဝန်ဆွဲလို့၍မွေးရအရ၌စောင့်နေသောအခါယောက်ျားဖြစ်လျင်သိစေမိမဖြစ်လျင်အသက်ရှင်စေဟုအမိတ်တော်ရှိ၏ဖာရောကမိတ်ထုတ်တာပြီအဲ့တိုင်းပြီမှာဟေဘဲဝန်ဆွဲမနှစ်ယောက်ကို ပြောထားတယ် အမဟေပြဲမိမတွေခလေးမွေးရင်ယောက်ျားလေးမွေးရင်တပ်ပလိုက်မိန်းကလေးမွေးရင်ရှင်ခိုင်းလိုက်အဲ့ချိန်မှာကိုဝင်ရှိတဲ့မိမတွေအရန်စိတ်ချောက်ချားတယ်။အော်အထဲကခလေးကယောက်ျားလေးသားဆိုရင်တော့သေပြီ။ဘယ်သူမှယောက်ျားလေးဖြစ်ချင်မှာမဟုတ်။ဒါစဉ်းစားကြည့်တာပေါ့နော်။ဒါဖြစ်ချင်တော့လေဝိလင်မယားနဲ့အဲ့ဒီမှာကလေးမွေးတယ်။မွေးတဲ့ကလေးကယောက်ျားလေးမွေးလာတဲ့ယောက်ျားလေးကိုမတတ်ဘူး။သူတို့ဘာပြောလဲ။သူတို့ဖះကိုကြောက်တယ်တဲ့။ ရှင်ပြန်ရဲ့အမိတ်ကိုမကြောက်ဘူးစန့်ကျင်ပြီးတော့အဲ့ကလေးလေးကိုမတတ်ဘူးမွေးပေးလိုက်အဲ့ဒီမွေးလိုက်တဲ့ကလေးအဲ့ဒီမိန်းမနှစ်ယောက်တော့ဖယားသခင်ကစီစဉ်ထားတာသိလားဘယင်ကဗာအမိတ်ထုတ်တော့အဲ့ဒီမိန်းမနှစ်ယောက်ကိုဖယားပြင်ဆင်ထားပေးတာမတတ်ဘူးလွတ်သွားရောအဲ့ဒီကနေပြီးတော့မှသူ့အမေလက်ထဲရောက်သွားပြီအမေကလည်း၃လလုံးလုံးဖွက်ထားတာကျမ်းစာမှာ၃လဖွက်ထားတယ်တဲ့နော်အခန်းကြီး1အပိုက်ငယ်1မှာပါတယ်အမေကလည်း ဖွတ်တာတကယ်လို့များအမေဖွတ်တာဘယင်သီးသွားရင်အဲ့ဒါအမေပါပြဿနာရှာခံမှာတိုးတော့ဖယားသခင်စီစဉ်ထားတာဒီကလေးအတွက်မွေးတဲ့မိမနှစ်ယောက်ဝမ်းဆွဲမနှစ်ယောက်ကိုလည်းဖယားစီစဉ်သူတို့လက်ထဲလည်းရောက်တယ်မသိဘူးအမေလက်ထဲကိုသုံးလပြန်ရောက်တယ်မသိဘူးအမေလည်းဘယင်ပါပြောပြောသူကသူ့ကလေးကိုမတတ်ဘူးဖွတ်ထားပေးတယ်နော်သုံးလသုံးလပြီးတာနဲ့အဲ့ဒီကလေးရဲ့အမအမကိုပြောတယ်အမေလှုပ်တဲ့လူကသမီးကြီး နင်းမောင်လေးကိုခေါ်သွားဟိုးမဖာရောပြင်သမီးရေလာချိုးတဲ့နားမှာသွားပြီးတော့ပခတ်လေးလှုပ်ပြီးတော့ခလေးကိုထည့်ပြီးတော့အိုက်နားမှာထားလိုက်ဖာရောပြင်သမီးရေလာချိုးလို့မြင်လို့များသူများတနာခဲ့တော့ပေါ့မတတ်ဘူးပေါ့မတနာရင်တော့သိမှာပေါ့သူလည်းအိုက်တဲ့ပူပြီးမဖွားနိုင်တော့ဘူးလေဒါနဲ့တတ္တိယတစ်ကြိမ်မှာတော့အဲ့ဒီခလေးရဲ့အမမီဒီယန်လို့ခေါ်တယ်အဲ့ဒီမီဒီယန်ကသူ့မောင်လေးကိုမသွားပြီးအตาလေး ဩအဲ့ဒီ Nile မြစ်မှာပခတ်လေးလုပ်ပြီးအဲ့မှာသွားထည့်တာခက်လန်းလန်းကကြည်နေတယ်ဖာရောဘုရင်သမီးရေလာချွေးရင်ငါမောင်လေးပေါ်မှာဘလို့သဘောထားမလဲခက်လန်းလန်းကကြည်နေတယ်ဖာရောဘုရင်သမီးရေလာချိုးရောချိုးတဲ့အခါကျတော့အဲ့ဒီမှာဩပခတ်ကလေးလမ်းတွေ့တယ်ဗျာကိုင်းတော်ထဲမှာအခန်းကြီးနင်းအငယ်၃ကျွန်တော်ဖတ်မယ်နောက်တစ်ပံဖွဲ့ရမထားနိုင်တော့ကဂမာဂိုင်းပင်ဖြစ်ရက်တော်ပခတ်ကိုလှုပ်၍ရေညှိနှင့်သစ်ဆေးဖြစ် လူပြီးလျင်ပခတ်သေးတွင်သူငယ်ကိုထဲ၍မြစ်ကန်နာကိုင်းတော်၌ထားလေ၏အပိုင်ငယ်လေးသူငယ်အမလည်းအဘယ်သို့ဖြစ်မိကိုသိမြင်ခြင်းကအဝေး၌ရက်နေလေ၏အပိုင်ငယ်ကဖာရောပြင်ဤတမီးတော်သည် ရေချိုးခြင်းကဆင်းလာ၍ကျွန်မနှင့်မြစ်ကန်နာ၌လှဲ့လေစဉ်ကိုင်းတော်၌ပခတ်ကိုမြင်လျင်စောင်းယူစေခြင်းကကျွန်မတယောက်ကိုစေလွတ်လေ၏ အဲဖာရောပြင်သမီးရေလာချိုးတော့ကြုံမှတ်ပါတယ်ဟဲဟိုမှာကိုင်းတော်ထဲမှာကြည်စံပကတ်ကလေးတစ်ခုဘာလဲသွားကြည်စံကြုံမကိုလွတ်လိုက်တယ်ကြုံမက သွားကြည့်တဲ့အခါမှာအော်အငယ်6မှာပကတ်ဖုံးကိုဖြွင့်တော်အခါငိုလျက်နေသောသူငယ်ကိုမြင်၍တနာသောစိတ်ရှိလျင်အဲလာပြီတနာတဲ့စိတ်အော်တခါတည်းပွေလာတယ်တနာစွာနဲ့ပွေလာပြီးတော့ဖာရောပြင်သမီးကိုပေးလိုက် အော်အဲ့ဒီမှာသူတို့ရဲ့မျက်နာကိုအဝေးကမီဒီယန်ဆိုတဲ့အမကတစ်ချက်သူတို့ကိုရှိုးတယ်ဘလို့ခြေနေရှိလဲခြေနေကောင်းလားငမောင်လေးကိုတပ်ပလိုက်မလားသူတို့မွေးစားခြင်းသလားသူတို့မျက်နာဘလို့ပေါ်လဲမျက်နာကိုဖတ်နေတယ်အဲ့ဒီချိန်မှလေဖာရောပြင်သမီးနဲ့အဲ့ဒီဂျုံမလေးတွေမျက်နာလေးခြေနေကောင်းတယ်ခြေနေကောင်းတယ်ဒီကလေးကိုသူတို့တနာတယ်တနာသောစိတ်ရှိလေအဲ တဏှာတဲ့စိတ်ကလေမျက်နှာမှာပေါ်လာတာမောရှိမသေးဘူးเนาะရှင်းတော့မိမ6ယောက်ရှိပြီဖယားသခင်ပြင်ဆင်ထားတာမွေးတဲ့အချိန်မှာဝမ်းဆွဲမှ2ယောက်မတတ်ဘူးသူတကယ်တော့အမိတ်ကြပြီးသားသေဖို့မတတ်ဘူး2ယောက်အမေလက်ထဲပေးလိုက်တယ်အမေလည်းမတတ်ဘူး3ယောက်ရှိပြီပြီးတာနဲ့မီဒီယံကိုပေးလိုက်တယ်သွားပြီးတော့ရေထဲမှာမျောလိုက်မိမ4ယောက်ရှိပြီသွားမျောတယ်မသေးမသေးဘူးခလေးမသေးဘူးခလေးကိုမတတ်ဘူးဖယားကလေး ဖျားအစီစဉ်ကိုဘယ်သူမှကြော်မရဘူး။ဖာတော့ပြင်လဲကြော်မရဘူး။ဖျားခင်စီစဉ်ထားတာတွေ့လား။နော်သူ့ဟာနဲ့သူပြင်ဆင်ပြီးသားဒီကိုညီမဲ့လူတွေကိုပြီးမှဖာတော့ပြင်သမီးရေလာချိုးအစေခံနေပါလာတယ်မိမတွေကြော်မတွေတွတ်ကြည့်ကြော်မတယောက်တွတ်ကြည့်ပြီးတော့ဖာတော့ပြင်သမီးပြန်ကြည့်တယ်မိမနောက်တဲ့နှစ်ယောက်ပေါက်လိုက်စုစုပေါင်း6ယောက်ဟုတ်လားဝမ်ဆွေမနှစ်ယောက်အမေတယောက်မီဒီယံဆိုတဲ့အမတယောက် ဖာရောပြင်သမီးရဲ့ဂျွန်မတယောက်ဖာရောပြင်သမီးတယောက်ပေါက်လိုက်ရင်မိမ6ယောက်အပြည့်မောရှိလွတ်သွားတယ်ဟာလေလုယာအိုးဒါနဲ့မီဒီယာကပြေးသွားတာဖာရောပြင်သမီးစီကိုအော်ဒီကလေးကိုထိမ့်မဲ့အထိမ့်လေးလိုချင်လားတဲ့ဟိုကလေအေးရတယ်လိုချင်တယ်ဒါနဲ့မောရှိကိုမွေးပေးတဲ့အမေကိုခလေးထိမ့်အပြည့်အဲ့မှာထဲလိုက်တယ်ဟာလေလုယာကိုကလေးကိုကိုထိမ့်ရတာအခလည်းရတယ်ကြည်စား ဖျားစီစဉ်တာနော်သူ့ကလေးဒါပေမဲ့သူ့ကလေးဆိုတာကိုမပေါ်အောင်နေရတာအမသေးချာပြုစုရတယ်အဲ့ဒီကနေမောရှေကဖျားကိုသိလာတယ်အဲ့ဒီကောင်လေးရဲ့နာမည်ကို မောရှေလို့ပေးလိုက်တာအဲ့ဒါကအခန်းကြီး2အပိုက်ငယ်30သူငယ်ကြီးပွားသောအခါဖာရောဘီင်သမီးတော်ထံသို့ပို့ဆောင်၍မင်းသမီးသည်တားအရာ၌ခန့်ထားလျက်မောရှေအမိဖြစ်မဲ့ဤအเจ้าမူကရေထဲကငါနှုတ်ယူသည်ဟု ဆိုသည်မောရှေဆိုတဲ့နာမည်ပေးလိုက်တယ် ဘာတော့ပြစ်သမီးရလေဆိုတော့မိမ6ယောက်အားဖြင့်မောရှိဟာလွတ်မြောက်သွားတယ်ဆိုတော့နားလေရတယ်ဒါဘသူစီစဉ်တာလေဖယားတခင်စီစဉ်တာဖယားတခင်စီစဉ်တာကျင်းတော့အဲ့ဒီမောရှိအားဖြင့်ပဲဖာရောပြင်ကဣတလလူတွေကိုမလွတ်ပေးဘူးပြောထားတယ်မလားမောရှိအားဖြင့်ဘုရားခင်ဘာလုပ်လဲကဲနှုတ်တယ်ထွက်မြောက်ရကြအခန်းကြီး7အပိုင်ငယ်38ရောက်တဲ့အခါမှာ ဣသရေလအမျိုးမိမနဲ့သူငယ်ကိုမဆိုယောက်ျားအကြီးအတွက်အဖြစ်6သိန်းခန့်မြှရှိသောသူတို့သည်ရာမသက်မြို့မှထွက်၍သူကုတ်အရက်သို့ခရီးသွားကြ၏ကြည်ပါစီးစိန်ဥစ္စာအများကြီးကိုအိုက်နိုင်ငံကယူပြီးတော့မှဣသရေလလူတွေအိုက်နိုင်ငံကလွတ်မြောက်သွားတယ်ဖာရောပြင်သူတို့ကိုလွှတ်လိုက်တယ်အဲဒီကရွှေငွေစီးတဲ့ဥစ္စာအလုံးသိမ့်ပိုက်ပြီးတော့မှပြန်ထွက်လာပြီဖာရရှင်သူတို့ကိုကဲတယ် ကျမ်းစာမှာဖရာပြောတဲ့အတိုင်းအနှစ်400ကျရင်ငါကဲမယ်တကယ်လွတ်မြောက်သွားပါတယ်အဲ့ဒီမှာဖရာဘုသူကိုသုံးလဲမောရှေကိုအသုံးပြုတယ်ဆိုတော့နားလေရတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့ဗာအားပေးခြင်းလေးဆိုဖရာရှင်ပြုမဲ့အမှုကိုဘယ်သူမှစီတားလို့မရဖရာကိုဘယ်သူမှကြော်ပြီးစကားပြောလို့မရဖရာထဲမှာတင်အသက်ရှင်ပါအဲ့ဒီဖရာကိုတင်တကယ်ယုံပါအဲ့ဖရာကိုတကယ်အားကိုးပါကိုယ့်ရဲ့အသက်တာဟာဖရာ၌စီကပ်ပါဖရာကိုအနံ့ထားပါ ဘယ်အန်ဒီရဲ့ပဲတင်ကြုံပါစေအဲ့ဒီဘုရားကတင့်ကိုအန်ဒီရဲ့တဲကကင်နှုတ်နိုင်တဲ့ဘုရားဖြစ်တယ်မောရှေကတေခြင်းဆိုတဲ့အန်ဒီရဲ့ကိုကြုံပါတယ်ဒါပေမဲ့ဘုရားရှင်ကဲတယ်ဘုရားရှင်ကဲတယ်ဟုတ်လားဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောချင်တယ်ဘုရားကိုဘယ်သူမှကြော်လို့မရဘူးဘုရားကကဲဖို့ရန်အတွက်သူ့အတူစီစဉ်ထားပြီးသားဟာရောဘရင်ပဲအမိတ်ထုတ်ပါစေမပူဇမ်းမာနဲ့ဖယားသခင်ကအဲ့ဒီအမိတ်ကိုစန့်ကျင်ရဲတဲ့သူကိုဖယားသခင်ခံထားပြီးသား ဖယားကသူ့အစီအစဉ်နဲ့သူလောက်တာဘယ်သူမှဖယားကိုကြော်လို့မရဘူးဟိုမှာဟေဘေးဝမ်းဆွဲမှနေရောက်ဘာရောပြင်အမိတ်ကိုစန့်ကျင်သေသွားမှဒါပေမဲ့စန့်ကျင်ရဲလားစန့်ကျင်ရဲတယ်ဖယားခင်ရွေးထားတာပြီးမှအဲ့ကလေးမေလက်ထဲကိုကလေးကိုအပ်လိုက်အဲ့ကလေးမေစန့်ကျင်ရဲလားသေသွားမှနော်ဘာရောပြင်ကတပ်လိုက်မှသူ့အမိတ်ကိုစန့်ကျင်စန့်ကျင်ရဲတယ်ဘသူခန့်တာလဲဖယားတကီခန့်တာလားမီဒီယံကလေးကိုမသွားတာရေထဲသွားမျောတာ တွေ့ရင်သေသွားမယ်နော်ဒီဇလန်ကဒါပေမဲ့စန့်ကျင်ရဲ့လားမီဒီယာစန့်ကျင်ရဲ့တယ်ဘာလို့လဲဖျားသခင်ခံထားတယ်ဖာရောဘီရဲ့သမီးရေလာချိုးတယ်အဖျားအမိတ်ထုတ်တာစန့်ကျင်ရဲ့လားစန့်ကျင်ရဲ့ကျွန်မစန့်ကျင်ရဲ့အမိတ်ထုတ်တဲ့ဖာရောဘီရဲ့နန်းတော်မှာမင်းသားအဖြစ်သွားနေလိုက်တယ်ဟာလေလုယာဖျားရှင်တတ်တိုင်းနေနော်ဖျားရှင်တတ်နိုင်တယ် ဘယင်ကသေတံချထားတယ်။တမီးအဖြစ်အဲ့သေတံချတဲ့နန်းတော်တဲကိုမင်းသားအဖြစ်နဲ့ဝင်လာတယ်။ဟာလေလုယာ။ဖယားရှင်လှုပ်တတ်တယ်လှုပ်နိုင်တယ်။ဒါကြောင့်ဒီနေ့လိုင်းပေါ်ခွာယူနေတဲ့မိဘညီကိုမောင်တို့မများကျွန်တော်အားပေးခြင်းနဲ့ဘယ်သူကဘာတွေပဲပြောနေပါစေဘယ်ချိတ်ချောက်မှုတွေရှိနေပါစေဖယားသခင်၌သင်အသက်တာကိုစီးကပ်ပါဖယားသခင်၌အားပြုထားပါထိုဖယားရှင်ကအဲ့ဒီချိတ်ချောက်မှုအဲ့ဒီအရာတွေတဲကတင့်ကိုကြော်လွန်အောင်လုပ်ပေးမဖျားဖြစ် အာမင်စိုက်တဲ့ပြည့်တနာရှိပါစေဖခင်ကိုဘယ်ပြည့်တနာကမှစီတားလို့မရဘူးပြည့်တနာအားလုံးကိုကြော်စေနိုင်တဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အားပေးကြတာကပြည့်တနာကိုကြော်စေနိုင်တဲ့ဖခင်နဲ့အသက်ရှင်ပါအဲ့ဒီဖခင်ကတင်းရဲ့အသက်တာကို ပြည့်တနာရဲ့အထက်ကနေတွာလာခွင့်ပေးမယ်တင်းအသက်တာအားဖြင့်လူပေါင်းများစွာကောင်းကြီးမင်္ဂလာဖြစ်လာဖို့ရှိတယ်မောရှိအားဖြင့်လူဘလောက်လဲစံစာထဲမှာနော်6သိန်းလွတ်တယ် ယောက်ျားပဲနော်မိမနဲ့ကလေးမပါဘူးမိမနဲ့ကလေးပါပေါင်းလိုက်ရင်၄သန်းလောက်ရှိတယ်လို့ကျန်းစာပညာရှင်တွေကပြောတယ်အဲ့ဒီလူတွေအားလုံးဘုရားခင်မောရှိအဖြစ်ကဲနှုတ်တယ်မဟုတ်လားပေတံကြထားတဲ့မောရှိလူပေါင်းများစွာအတွက်ကောင်းကြီးဖြစ်သွားတယ်ဟာလေလုယာအာမင်ဒီနေ့ခွန်အားယူနေမိဘညီကိုမတော်မမများပြဿနာတွေကတင့်ကိုဘုရားရှင်ကလူပေါင်းများစွာကောင်းကြီးဖြစ်စေမယ်လက်ခံလားအဲ့ဒီဘုရားကိုဘယ်သူမှစီတားလို့မရဘူး။ထို့ဘုရားသခင်၌ကျွန်တော်တို့ရှိနေဖို့အရေးကြီးကြောင်း ဒီကနေ့နှုတ်ကွက်တော်အပြည့်ဝင်ရတယ်အားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစေခဏလေးဆုတောင်းရအောင်အဖကိုရောကိုကျေးဇူးတင်တယ်ကိုရောကောင်းမြတ်တဲ့ဖရာဖြစ်ပါတယ်ပြက်တနာတွေကိုရောက်နေတဲ့မောရှိအဖြစ်လူပေါင်း၄သန်းဖရာရှင်အောင်အဘွယ်ကဲနှုတ်သွားတယ်ကောင်းကြီးဖြစ်စေတယ်ဒီအရာတွေကိုရောကိုကျေးဇူးတင်တယ်ဘယ်အရာကမှဖရာကိုကြော်မရဘူးဆိုတော့ကြားလို့ချီးမွမ်းတယ်ဒီနေ့ကျွန်တော်မစားအရောက်တိုင်းရဲ့အသက်တာပြက်တနာတွေရောက်တဲ့အခါမှာဒီပြက်တနာတွေမှာငါမရှုံးဘူးဆိုတော့ကိုနားလေစေပါ ဖယားသခင်အာဖြစ်ကြော်ဖြတ်မယ်ဆိုတာကိုသဘောပေါက်စေပါကိုအာဖြစ်လူပေါင်းများစွာကိုကောင်းကြီးဖြစ်စေမယ်ဆိုတာကိုယုံတတ်စေပါဖဒီနေ့ကိုရဲ့အသက်တာဒီလူမျိုးတကာအတွက်ကောင်းကြီးဖြစ်စေမယ်သူဖြစ်ကြောင်းဝန်ခံတတ်စေပါခြေတော်ကိုချီးမွမ်းနဲ့အယောက်တိုင်းရဲ့အသက်တာကိုအနှံ့နဲ့တခင်ယေရှုနာမ၌ယုံကြည်စွာဆုတောင်းပြီးဆက်ကပ်ပါれဖဖျားအာမင်အာမင်ဘုရားလူကိုနှုတ်ဆက်လိုက် ဖယားရှင်ကိုဘယ်အရာကမှစီတာလို့မရဘူး Amen God bless you